မင်္ဂလာပါဗျကျွန်တော်အနေနဲ့နိုင်ငံတကာရေးရည်နဲ့ပတ်သက်လို့ဖြစ်ပေါ်လာတဲ့ခြေလှယ်ပေါ်မူတည်ပြီးတော့ Israel Palestine Hamas စစ်ပွဲဆိုင်ရာသတင်းတွေစူးစမ်းမှုအဲဒီနောက်မှာ UN Israel ပြည်ပကဆိုင်ရာသတင်းများစူးစမ်းမှုစတဲ့ခေါင်းစဉ်တွေနဲ့မျှဝေပေးနေတယ်လို့ Sandy Weekly International News ခေါင်းစဉ်နဲ့လည်းမျှဝေတင်ဆက်ပေးနေပါတယ်အဲဒီပြင်ထူးခြားတဲ့ခြေလှယ်ပေါ်လိုက်ပြီးတော့ Breaking News အနေနဲ့မျှဝေတင်ဆက်ပေးနေတာလည်းရှိပါတယ်အခုကတော့လောက်ခတ်မှုတွေပုံပုံချေပြတ်လာတဲ့ Russia Ukraine စစ်ပွဲနဲ့ပတ်သက်တဲ့သတင်းများစူးစမ်းမျှဝေခြင်းစီစဉ်ဖြစ်ပါတယ် ရုရှားယူကရိန်းနေတို့ပြိပကဆိုင်ရာသတင်းများစုစည်းမှုအပိုင်း29ဖြစ်ပါတယ်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာတွေမှာကရုရှားနဲ့ပတ်သက်တဲ့ပြည်ထိုင်တဲ့ပြင်သစ်တို့ရဲ့သဘောထားနဲ့ရုရှားရဲ့တုံ့ပြန်မှုအဲဒီနောက်မှာတော့ရုရှားအနေနဲ့အနောက်နိုင်ငံတွေရဲ့တိုက်ခိုက်မှုခံရမှာဆိုရင်နျူကလ িয়ার လက်နက်တွေကိုအသုံးပြုခွင့်ရှိတဲ့အကြောင်းပြောကြားလာတဲ့အခြေအနေပြီးရင်တော့ရုရှားသမ္မတနဲ့အမေရိကန်အထူးကိုယ်စားလှယ်တို့ရဲ့ဆွေးနွေးမှုအဲဒီနောက်မှာယူကရိန်းကအချက်၅ချက်ပါညီညွတ်ရေးဆိုပြတဲ့အတွက်ကိုအမေရိကန်ထံပေးပို့ခဲ့တဲ့သတင်း ပြီးရင်တော့ပိုယဟမင်းကြီးစာပနမှာ Mr. Zelensky နဲ့ Mr. Trump တို့ဆွေးနွေးပြီးရင်တော့ American ရဲ့သဘောထားရုရှားပေါ်ပြောင်းလဲလာတဲ့အခြေအနေနဲ့နောက်ဆုံးမှာကတော့ရုရှားစစ်ဦးစီးချုပ်က Ukraine တပ်ဖွဲ့တွေကိုတွလန့်ဖေရှားနိုင်ခဲ့တဲ့မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကိုချီးကျူးခဲ့တဲ့သတင်းတွေဖြစ်ပါတယ်ကျွန်တော်တို့ဘက်တွင်နိုင်ငံတကာသတင်းကိုစိတ်ဝင်စားတဲ့သူတွေအချိန်ပြည့်ပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေတို့ကျွန်တော်ဖတ်မိသိရှိတဲ့သတင်းတွေကိုအထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်ဗျာ။ ဒါမှကြောင့်မြောက်ပြီးမှအကြောင်းရမှာကတော့ရုရှားနဲ့ပတ်သက်တဲ့ပြည်တွင်နဲ့ပြည်သစ်တို့ရဲ့သဘောထားနဲ့ရုရှားရဲ့တုံ့ပြန်မှုပါရုရှားနဲ့ပတ်သက်လို့ဒီအပိုင်းမှာပြည်တွင်ရဲ့သဘောထားတည်းရဲ့ထွက်ပေါ်လာပါတယ်သူ့ရဲ့သတင်းရင်းမြစ်တွေကိုကိုးကားပြီးတော့ဒီ Times သတင်းစာကရုရှားနဲ့ယူကရိန်းကြားအဖြစ်ခက်ရစေးရေးသဘောတူညီချက်တည်းရဲ့ချမှတ်မယ်ဆိုရင်ပြည်တွင်နိုင်ငံအနေနဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုယူကရိန်းကိုဆစ်လွတ်မဲ့အစီအစဉ်ကိုဖျက်သိမ်းမှာဖြစ်တယ်ဆိုပြီးပေါ်ပြလာပါတယ်ဒါပေမဲ့နေတိုးဖွဲ့ဝင်နိုင်ငံတွေပြည်တဲ့ ြည်ထိုင်တဲ့ပြည်သူတွေဟာသူတို့ရဲ့လက်နက်တွေကိုယူကရိန်းကိုဆက်လက်ပေးပို့ဖို့ဆန္ဒရှိနေတယ်လို့လည်းဖော်ပြထားပါတယ်။ပြီးတော့နေတို့ဖွဲ့ဝင်နိုင်ငံတွေနဲ့ပြည်သူဟာယူကရိန်းကိုသူ့ရဲ့တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ဖို့ပုံမစက်ရထက်သန်မှုရှိနေတဲ့နိုင်ငံဖြစ်ပြီးတော့အဲ့လိုလုပ်ရဟာနေတို့ဖွဲ့အတွက်တော့အနေကြီးပြီးဖြန့်ကျက်မဲ့တပ်ဖွဲ့ဝင်ရေအတွက်ကလည်းလုံလောက်မှုမရှိဘူးလို့យေတာခဲ့ပါတယ်။ပြည်သူသမရအမနျူရယ်မက်ခရွန်ကပဲရစ်မြို့မှာမတ်လ29ရက်နေ့ကပြုလုပ်ခဲ့တဲ့ထိပ်သီးအစည်းအဝေးတစ်ခုအတွင်း ရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရမယ်ဆိုရင်ယူကရိန်းမှာရှိနေတဲ့မဟာဗျူဟာကျတဲ့နေရာတွေမှာဆန္ဒအလျောက်ပါဝင်လို့တဲ့ EU အဖွဲ့ဝင်နိုင်ငံအချို့ကစောင့်ကြည့်အမကန်ရေးတပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားဖို့အဆိုပြုခဲ့ပါတယ်။အစိုးပိုင်းတော့ကနေတိုးဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ယူကရိန်းကိုသူတို့ရဲ့တပ်ဖွဲ့ဝင်တွေဆီလွတ်ဖို့ဆွေးနွေးခဲ့ကြပေမဲ့အဲ့ဒီအစီအစဉ်ကိုရုရှားကပြင်းထန်ကန့်ကွက်ခဲ့ပါတယ်။အဲ့ဒီအပြင်ဧပြီလ25ရက်နေ့မှာယူကရိန်းနိုင်ငံမှာနေတိုးအဖွဲ့ဝင် တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ရင်ချင်းဟာဒီတို့နဲ့ရုရှားတို့ကြားထိတ်တဲ့ရင်ဆိုင်မှုကိုဖြစ်ပေါ်စေနိုင်တယ်ဆိုပြီးတော့ရုရှားအစိုးရကပြတ်ပြတ်သားသားထပ်မံထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတိုင်ကတော့ရုရှားနိုင်ငံကြီးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇာကာရိုဗာကယူကရိန်းမှာပြပတပ်ဖွဲ့အခြေချတပ်ဆွဲမှုမှန်သမျှကိုရုရှားကိုချင်းချောက်မှုအဖြစ်မှတ်ယူမှာဖြစ်တယ်လို့ဧပြီ9ရက်နေ့ကပြောကြားထားခဲ့တာရှိပါတယ်။ယူကရိန်းမှာအလန်နဲ့အမှတ်တင်ကြတာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လုံပိုင်ခွင့်ကျင်ညာတာပဲဖြစ်ဖြစ် ပြည်ပတပ်ဖွဲ့တွေဘလို့အခြေချတက်ဆွဲမှုကိုမဆိုရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့လုံခြုံရေးဘော်ချင်းချောက်မှုအဖြစ်မှတ်ယူသွားမှာဖြစ်တယ်လို့ပြောဆိုခဲ့တာပါအဲလိုစစ်ရေးရခြေဆိုင်ချင်းကရုရှားနဲ့အဲ့ဒီမစ်ရှင်မှာပါဝင်တဲ့နေတို့အဖွဲ့ဝင်နိုင်ငံတွေကြားရုပ်ဆော့အစုံနေတို့မဟာမိတ်တဖွဲ့လုံးနဲ့ပါတိုက်ရိုက်ထိတ်တိုက်ရင်ဆိုင်တွေ့နိုင်တဲ့အနေအကိုဖြစ်ပေါ်စေနိုင်တယ်လို့ပြောကြားခဲ့ပါတယ်ရုရှားနိုင်ငံသားဝင်ကြီးစာဂေးလက်ဗရော့ဖ်ကတော့ ယူကရိန်းမှာဥရောပတပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားမဲ့အလားအလာမှာရုရှားအတွက်ချင်းချောက်မှုဖြစ်လာမှာဖြစ်ပြီးတော့အဲ့ဒီကိစ္စနဲ့ဆက်လင်းပြီးလုံးဝလျှော့ပေးစရာမရှိဘူးလို့ရုရှားအနေနဲ့ရှုမြင်ထားတယ်ဆိုပြီးပြောကြားခဲ့ပါတယ်။လက်ရှိအချိန်တွေမှာတော့ NATO အနေနဲ့တပ်ဖွဲ့ဝင်တွေကိုယူကရိန်းနိုင်ငံအတွင်းဖြန့်ကျက်ခြင်းမပြုဘဲနဲ့လေ့ကျင့်တင်ကြားပေးရေးအတွက်သာစီစဉ်ထားတယ်လို့သိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရုရှားအနေနဲ့နောက်နိုင်ငံတွေရဲ့တိုက်ခိုက်မှုကိုခံရမယ်ဆိုရင်ယူကလီးယားလက်နက်တွေကိုအသုံးပြုခွင့်ရှိမှာဖြစ်တယ်လို့ပြောကြားလာခဲ့တာပါ။ ရုရှားလုံခြုံရေးကောင်စီအကြီးကဲဆာဂျီရိုက်ဂူကရုရှားအနေနဲ့နောက်နိုင်ငံတွေရဲ့တိုက်ခိုက်မှုကိုခံရမှာဆိုလို့ရှိရင်ညူကလီးယားလက်နက်တွေကိုအသုံးပြုခွင့်ရှိတယ်ဆိုပြီးအပရ24ရက်နေ့ကရုရှားနိုင်ငံဘက် Tax Trading Agency နဲ့အင်တာဗျူးပြုလုပ်ချိန်မှာပြောကြားခဲ့ပါတယ်။အဲဒီပြင်ရုရှားကဥရောပနိုင်ငံတွေရဲ့စစ်အင်အားတည်ဆောက်မှုကိုလည်းအနည်းငယ်စောင့်ကြည့်နေတယ်လို့ပြောကြားခဲ့ပါတယ်။ရိုက်ဂူကရုရှားနိုင်ငံဒါမှမဟုတ်ဘီလာရုစ်နိုင်ငံဟာညူကလီးယားဒါမှမဟုတ်သမရိုးကျလက်နက်တွေနဲ့တိုက်ခိုက်ခံရတဲ့အခြေအနေမျိုးမှာ ရုရှားဟာနျူကလ িয়ার လက်နက်တွေကိုအသုံးပြုခွင့်ရှိကြောင်းတည်ပြထားပါတယ်လို့အသိပေးပြောကြပါတယ်။မိတ်ဆွေမဆန်တဲ့လုပ်ရက်တွေလှုပ်ဆောင်မယ်ဆိုရင်ရုရှားကအဲ့ဒီလုပ်ရက်တွေကိုတားဆီးဖို့နဲ့တတလဲလဲလှုပ်ဆောင်မယ့်ခြေအနေတွေကိုဟန်တားဖို့ညီမျှတဲ့ဒါမှမဟုတ်ပိုလွန်တဲ့အစီအစဉ်တွေနဲ့ပါတုံ့ပြန်သွားမှာဖြစ်တယ်ဆိုပြီးသူကပြောကြားခဲ့တာပါ။ရုရှားပေါ်ရန်လိုမှုတွေပြုလုပ်ရမှာလှုပ်ဆောင်တာကြိုတင်ပြင်ဆင်တာကိုအဲ့ဒီနိုင်ငံတွေရဲ့နယ်နိမိတ်နဲ့အရင်းမြစ်တွေကိုအသုံးပြုခွင့်ပေးမဲ့အခြေအနေတွေကိုပါထည့်သွင်းစဉ်းစားတယ်ဆိုပြီးပြောပါတယ်။ ရုရှားနဲ့ဘီလာရုဆိုရဲ့ပူးတွဲကာကွယ်ရေးနယ်ပယ်တည်ထောင်ခံရမှုကိုထိမ့်သိမ်းဖို့2024ဒီဇင်ဘာမှာချမှတ်ထားတဲ့ပြည်ထောင်စုလုံခြုံရေးအယူဆမှာရုံးရုရှားနဲ့ဘီလာရုကြားလုံခြုံရေးအမခန့်သဘောတူညီချက်တွေမှာပါထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရုရှားသမ္မတနဲ့အမေရိကန်အထူးကိုယ်စားလှယ်တို့ဆွေးနွေးမှုပါ။ဧပြီ25ရက်နေ့ကသမ္မတပူတင်နဲ့စတီဖန်ကော်ရူဟာ မော်စကိုမြို့တော်မှာတွေ့ဆုံခဲ့ကြပြီး၃နိုင်ကြာဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အဲဒီဆွေးနွေးပြောဆိုမှုဟာချစ်ချင်ရင်းနှီးမှုရှိပြီးယူကရိန်းဆိုရပါဝင်ခြင်းမရှိဘဲနဲ့ရုရှားနဲ့အမေရိကန်တို့အနေနဲ့ယူကရိန်းပြည်ပခတ်ကိုပြည်သက်ရပ်တန့်စေဖို့လှုံ့ဆော်နိုင်ကြောင်းပြသနိုင်ခဲ့ကြတယ်လို့လည်းဆိုထားပါတယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်ကအစ္စတန်ဘွဲတော်ကာလာယူကရိန်းမှာပြစ်ခတ်ရစေးကြီးညာချက်ထုတ်ခဲ့ပြီးတော့ရုရှားဘက်ကတိုက်ခိုက်မှုတွေကိုဧပြီ16ဒေသစံတော်ချိန်ညနေ6နာရီကနေတနင်္လာနေ့နေ့အထိရစေးထားခဲ့ပါသေးတယ်။ အဲဆွေးနွေးမှုနဲ့ဆက်တင်ပြီးတော့အသေးစိတ်အချက်လက်တွေကိုမသိရပေမဲ့လေတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့သမ္မတပူတင်ရဲ့အချက်မေးတူဖြစ်တဲ့ယူရီဥရှော့နော့ဖ်ကပူတင်နဲ့စတီဗ်ဝီကော်ရိုရဲ့ဆွေးဆုံဆွေးနွေးမှုဟာပြုသဘောဆောင်မှုရှိတယ်လို့ပြောကြခဲ့ပါတယ်ပြီးတော့ဒါဟာရုရှားနဲ့ယူကရိန်းကြားတိုက်ရိုက်ဆွေးနွေးပွဲတွေကျင်းပစေဖို့လမ်းခင်ပေးခဲ့တာလို့သိရပါတယ်သမ္မတပူတင်နဲ့စတီဗ်ဝီကော်ရိုကြားကျင်းပခဲ့တဲ့တွေ့ဆုံဆွေးနွေးမှုပေါ်များစွာကျင်းပမှုရှိကြောင်းလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနောက်ပိုင်းမှာ ပြောကြားခဲ့တယ်လို့သိရပါတယ် နောက်ထပ်အကြောင်းအရာတစ်ခုကတော့ယူကရိန်းကအချက်၅ချက်ပါငြိမ်းချမ်းရေးဆိုပြချက်အစ်ကိုအမေရိကန်ထံပေးပို့ခဲ့တာပါဧပြီ26ရက်နေ့မှာထွက်ပေါ်လာတဲ့သတင်းတွေအရငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်တွေပါဝင်တဲ့အဆိုပြချက်အစ်ကိုယူကရိန်းကအမေရိကန်ပြည်ထောင်စုကိုပေးအပ်လိုက်ပြီဆိုပြီးသိရပါတယ် The Daily Telegraph သတင်းစာရဲ့ဖော်ပြချက်အရအဲ့ဒီအဆိုပြချက်ထဲမှာသူတို့အတွက်လုံခြုံရေးအမှခန့်ချက်နဲ့ရုရှားထံဆုံရှုံသွားတဲ့နေမီတွေလဲလှယ်ဖို့အသင့်ရှိနေပြီဖြစ်တယ်လို့ပါဝင်ခဲ့တယ်လို့လည်းဆိုထားပါတယ် အဲ့ဒီအစီအစဉ်မှာအချက်၅ချက်ပါဝင်ပြီးတော့ပထမဆုံးအချက်ကခရိုင်းမီးယားဒေသကိုသာမကရုရှားနိုင်ငံနဲ့ပေါင်းစည်းထားတဲ့ဒေသတွေကိုပါဆွတ်လွတ်မယ်အကြောင်းကိုရေးသားဖော်ပြထားပြီးတော့ယူကရိန်းကိုယ်စားလှယ်တွေကသူတို့နိုင်ငံအတွက်ရှင်းလင်းပြီးတရားမှုရှိတဲ့လုံခြုံရေးအာမခံချက်ပေးဖို့တောင်းဆိုထားတယ်လို့ the daily telegraph ကဖော်ပြထားတဲ့ကြောင်းသိရပါတယ်ဒါပေမဲ့ယူကရိန်းကလက်မခံနိုင်တဲ့အချက်တခုကိုဖော်ပြထားပြီးတော့အဲ့ဒါကတော့ယူကရိန်းတက်မလို့ဒါမှမဟုတ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းရဲ့အရွယ်အစားပမာဏကိုရှော့ချဖို့လက်မခံနိုင်ကြောင်းလည်း ရုရှားဟာအိန္ဒိယနိုင်ငံတွေအတွက်အန္တရာယ်ဖြစ်တယ်လို့အမေရိကန်သူပြီးတဲ့စာမှာဖော်ပြထားကြောင်းသိရပါတယ်။ဒီစီစဉ်မှာတိုင်ခင်ကတော့အမေရိကန်ဆိုရအနေနဲ့ယူကရိန်းငြိမ်းချမ်းရေးအတွက်အချက်9ချက်ပါတဲ့အစီအစဉ်ကိုတင်ပြခဲ့ဘူးပြီးတော့အဲ့ထဲမှာချက်ချင်းပြခဲ့ရဆဲဖို့ရုရှားနဲ့ယူကရိန်းကြားတိုက်ရိုက်ဆွေးနွေးဖို့နဲ့ခရိုင်းမီးယားနဲ့ဒေသချုပ်ကိုရုရှားနိုင်ငံပိုင်အဖြစ်သတ်မှတ်ဖို့ပြီးပါဝင်ခဲ့ကြောင်းသိရပါတယ်။ ောက်ထပ်အကြောင်းအရာတစ်ခုကတော့ပုံရံမင်းကြီးဇာပနမှာ Mr. Zelensky နဲ့ Mr. Trump တို့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် American ရဲ့သဘောထားရုရှားပေါ်ပြောင်းလဲလာသလားဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ Mr. Zelensky နဲ့ Mr. Trump တို့ဟာ April 26ရက်ပုံရံမင်းကြီး Francis ဇာပနအခမ်းအနားမတိုင်ခင်မှာ St. Peter Basilica ဘုရားကျောင်းမှာခေတ္တတွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။ ဒါဇလန်စကီရဲ့မကြေလည်ခဲ့တဲ့အင်ဂျီရောဆွေးနွေးပွဲနောက်ပိုင်းပထမဆုံးသမ္မတနှစ်ဦးပြန်လည်တွေ့ဆုံခြင်းဖြစ်ပါတယ်။ယူကရိန်းသမ္မတယုံကထုတ်ပြန်ချက်အရတွေ့ဆုံဆွေးနွေးမှုဟာ15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ဇလန်စကီကတော့ပူးတွဲရလဒ်တွေပေါ်ပေါက်လာခဲ့မယ်ဆိုရင်ဗာတီကန်မှာသူနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့တွေ့ဆုံမှုဟာသမိုင်းဝင်ဖြစ်လာမဲ့အလားအလာတွေရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ဆွေးနွေးခဲ့တဲ့အကြောင်းအရာအားလုံးအတွက် ရလရင်ရရှိဖို့မျှော်လင့်ထားတယ်လို့လည်းသူ့လူမှုကွန်ရက်မီဒီယာမှာရေးသားခဲ့တယ်လို့ချွင်းချက်မရှိအပီးပိုင်အပြစ်ခက်ရစရေးနဲ့နောက်ထပ်စစ်ပွဲတွေမဖြစ်ပွားအောင်ဒါစီပေးမဲ့ယုံကြည်စိတ်ချပြီးရရှိတည်တဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဖော်ပြခဲ့တယ်လို့သိရပါတယ်။အင်မီရောဘက်ကတော့ခေါင်းဆောင်နှုတ်ဟာအလွန်အကျိုးရှိတဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဧပြီ26ရက်စနေနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ထရန်ကတော့ဆွေးနွေးမှုအပြီးမှာရတားတွေရှိနေတဲ့ဧရိယာတွေမြို့ကြီးမြို့ငယ်တွေကိုရုရှားသမ္မတဗလာဒီမီယာပူတင်ကဒုံးကျည်နဲ့တိုက်ခိုက်စရာအကြောင်းမရှိဘူးလို့ပြောကြခဲ့ပြီးသူ့ရဲ့ထင်မြင်ချက်အရမစ္စတာပူတင်ဟာစစ်ပွဲကိုရပ်တန့်လိုဘူးမရဘူးလို့ပြောကြားလာခဲ့တယ်လို့သိရပါတယ်။ရုရှားပေါ်တိုက်ခိုက်ပိတ်ဆို့မှုအသစ်တွေချမှတ်နိုင်ခြင်းရှိတယ်လို့လည်းသူကအရေးအမွဲပြောသွားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဧပြီ23ရက်ဗုဒ္ဓဦးနေ့ကသတင်းထောက်တွေကိုပြောကြားခဲ့တုန်းကတော့စစ်ပွဲဆုံးသက်ရေးသဘောတူညီချက်အတွက်စိတ်ဆက်ညှိနှိုင်းရမှာယူကရိန်းသမ္မတဇယ်လန်စကီးဟာ ရုရှားထပ်ပို့ပြီးဆက်ဆံရခက်တယ်ရုရှားအစင်းသင်းဖြစ်နေပြီလို့သူထင်တယ်ဆိုပြီးပြောကြားခဲ့ပါသေးတယ်။မစ္စတာဇလန်စကီးကယူကရိန်းကခရိုင်းမီးယားသိမ်းပတ်မှုကိုအသိမှတ်မပြုဘူးလို့လူမှုကွန်ရက်မှာဖော်ပြတာနဲ့ပတ်သက်ပြီးအစိုးပိုင်းမှာမစ္စတာထရန့်ကအဲ့ဒီပြောဆိုချက်ဟာရုရှားနဲ့အကြားမှာငြင်းငြင်းဆွေးနွေးမှုတွေကိုအကြီးအကျယ်ထိခိုက်စေတယ်လို့ပါဆိုထားခဲ့ပါတယ်။မစ္စတာထရန့်အစိုးရအဖွဲ့ကယူကရိန်းရရှိတဲ့စီကိုတင်ပြခဲ့တဲ့ငြင်းငြင်းစီစဉ်နေရမှာ ခရိုင်းမီးယားကိုရုရှားထိန်းချုပ်တာနဲ့ပတ်သက်ပြီးအမေရိကန်ကအထိမှတ်ပြုချောင်းတယ်ယူကရိန်းကို NATO ဖွဲ့ဝင်တွေယူကရိန်းကို NATO ဖွဲ့ဝင်ဖြစ်မလာစေရဘူးဆိုတဲ့ဂရီးပြုချက်ပါဝင်တယ်ဆိုပြီးတော့အမေရိကန်သတင်းအင်တာနက်ဆာမျက်နှာ Oxia ကဆိုပါတယ်ဒါပေမဲ့အဲ့ဒီဆိုပြုချက်ဟာရုရှားကိုဗတ်လိုက်နေတာသိတာတယ်လို့ယူကရိန်းဆိုရကရှုမြင်ကြောင်းယူကရိန်းဆိုရနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုကိုကိုကပြီးတော့ပေါ်ပြလာတာကိုတွေ့ရပါတယ်ဧပြီ22ရက်နေ့အင်ကာနေကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ Mr. Zelensky က မေရိကန်စူရစီကတရားဝင်အဆိုပြုရဲ့တစုံတရာမရရှိသေးဘူးလို့ပြောပြန်ပါတယ်ရုရှားနဲ့ခရိုင်းမီးယားကိုသိမ်းပတ်မှုကိုဘယ်တော့မှအတိမတ်မပြုဘူးလို့လည်းဆိုပါတယ်အခုထိတော့ခရိုင်းမီးယားဒေသမှာရုရှားထိန်းချုပ်တာနဲ့ပတ်သက်လို့အမေရိကန်ကအတိမတ်ပြုတဲ့အချက်ပါဝင်တဲ့ညီညာရေးအစီအစဉ်ကိုယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးကလက်ခံဖို့ထွန်းကတိုက်တွန်းနေပါတယ်ဧပြီ24ရက်ကြာသတင်းနေ့တုန်းကလည်းအင်မြူတော်မှာနော်ဝေဝင်ကြီးချုပ်ဂျူနဂါစတိုးနဲ့ဆွေးနွေးမှုအတွင်းမှာမစ္စတာထရန့်က အပြစ်ခက်ရစဲရေးဆိုင်ရာစိတ်ဆက်ညှိနှိုင်းမှုတွေအတွက်သူသတ်မှတ်ထားတဲ့နောက်ဆုံးနေ့ရှိကြောင်းပြောကြားခဲ့ပြီးတော့အမေရိကန်ရဲ့ဆိုဗီယက်ကိုရုရှားနဲ့ယူကရိန်းမှာလက်ခံဖို့နှစ်ဖက်စလုံးကိုတိုက်တွန်းခဲ့ပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။ရုရှားစစ်ဝစီချုပ်ကယူကရိန်းတပ်ဖွဲ့တွေကိုတွန်းလှန်ဖယ်ရှားနိုင်ခဲ့တဲ့မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကိုချီးကျူးခဲ့တာပါ။ရုရှားစစ်ဝစီချုပ်ဘယ်လာရီဂရက်ဆီမော့ဖ်ကမြောက်ကိုရီးယားစစ်သားတွေရဲ့အခွင့်အရေးနဲ့ယူကရိန်းတပ်ဖွဲ့တွေထိန်းချုပ်ခဲ့တဲ့ရုရှားရဲ့ခုစ်ဒေတာ ခော့စ်ဒေတာကိုရုရှားစစ်တပ်ကအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီးတော့ April 26ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒါဟာအရင်နဲ့မတူပဲရုရှားကသူတို့အနေနဲ့မြောက်ကိုရီးယားရဲ့အကူအညီရရှိနေတာကိုတရားဝင် ထုတ်ဖော်ပြောကြားချက်တရဖြစ်လာပါတယ်။တောင်ကိုရီးယားနဲ့အနောက်နိုင်ငံတွေကထောက်လန်းရေးအေဂျင်စီတွေကတော့မြောက်ကိုရီးယားကပြီးခဲ့တဲ့နှစ်က cast data ကိုယူကရိန်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကဆလို့ရုရှားကိုစစ်ကူပေးဖို့အတွက် စစ်တီပေါင်းတပေါင်းကျော်ဆေလွတ်ခဲ့တယ်ဆိုပြီးပြောကြားခဲ့ပြီးတော့ဒါနဲ့ပတ်သက်လို့ရုရှားအစိုးရဘက်ကအရင်ကတော့တရားဝင်ဝန်ခံပြောကြားမှုမျိုးမရှိပါဘူးရုရှားစေဦးစီးချုပ်ကမြောက်ကိုရီးယားစစ်သားတွေဟာယူကရိန်းတပ်ဖွဲ့တွေကိုအနိုင်တိုက်ရမှာကြီးမားတဲ့ဂုဏ်ကြီးတွေပေးခဲ့ပြီးတော့မြောက်ကိုရီးယားစစ်သားတွေရဲ့သူရတတ္တိကိုချီးကျူးခဲ့ပါတယ်ဒါပေမဲ့လည်းဒီကြေညာချက်နဲ့မရှိမနှောင်းပါပဲယူကရိန်းစစ်တပ်ကနေပြီးတော့ခါစီသားမှာယူကရိန်းတပ်ဖွဲ့တွေကိုမောင်းထုတ်နိုင်ခဲ့တယ်ဆိုတော့ရုရှားရဲ့ပြောကြားချက်ကိုညှင်းဆိုခဲ့ပြီးတော့ ဒါဟာဝါရဖြတ်မှုသာဖြစ်တယ်ဆိုပြီးတော့ယူကရိန်းစစ်တပ်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းယူကရိန်းစစ်ဦးစီးချုပ်အိုလက်ဇန်ဒန်ဆိုစကီးကခါစတေတာမှာဖြစ်ပွားနေတဲ့စစ်မြေပြင်အခြေအနေဟာယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက်ကခက်ခဲနေပြီးတော့ယူကရိန်းတပ်ဖွဲ့အနေနဲ့တိမ့်ပိုက်ထားတဲ့နေရာတွေမှာပဲတဆွဲနေစေဖြစ်တယ်။ရုရှားရဲ့အခြားနေဆက် ဖြစ်တဲ့ဘေဂူရော့မြို့ရဲ့ချို့နေရာတွေမှာလည်းစစ်စင်ရေးတွေဆက်လက်ပြုလုပ်နေတယ်ဆိုပြီးပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတအဗိုလိုနီမီယာဇလန်စကီးကအ ရုရှားနိုင်ငံမှာရှိနေတဲ့ drone ထုတ်လုပ်ရေးစက်ရုံတရုံမှာတရုတ်နိုင်ငံသားတွေအလုံးလုတ်ကင်နေပြီးတော့ရုရှားဟာတရုတ်ထံက drone နည်းပညာတွေခိုးယူနေွယ်ရှိတယ်ဆိုပြီး April 22ရက်နေ့ကပြောကြားခဲ့တာကိုတွေ့ရပါတယ်အဲ့ဒီပြင်ရုရှားဟာလူမှုမီဒီယာကနေတရုတ်နိုင်ငံသားတွေကိုတသားတည်းအဖြစ်စုဆောင်းနေပြီးတော့အဲ့ဒီအရေးကိစ္စကိုတရုတ်အရာရှိတွေကလည်းသတိထားမိတယ်ဆိုပြီးတော့ဒီလအစောပိုင်းမှာပြောကြားထားခဲ့တာရှိပါတယ်။တရုတ်နိုင်ငံကတော့ယူကရိန်းပြည်ပခန့်မှာငြိမ်းချမ်းရေးအထောက်ကျိုးပန်းမှုကိုထောက်ခံကြောင်းထလောင်းအတည်ပြုခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့တာဝန်မဲ့တဲ့မှတ်ချက်စကားတွေပြောဆိုမှုကိုရှောင်ကျဉ်သင့်တယ်ဆိုပြီးပြောကြားသွားခဲ့တာကိုတွေ့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့နိုင်ငံတကာသတင်းများပြန်လည်မျှဝေခြင်းအစီအစဉ်ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။အခုလိုကျွန်တော်တို့မျှဝေပေးမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ဗျ။